။ပိုးကြပြုခင်ကတော့ကလေးမွေးပြီးတာနဲ့ထပ်မှန်ပြီးတော့ဒုက္ခနော်ရင်ဆိုင်ရပြန်ပါပြီ။ပထမကလေးမွေးတော့ကလည်းဘာဖြစ်လဲ2023ဒါလေးလပိုင်းမှာလက်ထပ်ပြီးတော့သူရဲ့ပထမအုပ်ဆုံးသားလေးဖြစ်တဲ့ရွှေဦးလေးက2023ဒါဆက်တလပိုင်းမှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက်6လအတော်တွင်းမှာဒါကလေးတယောက်မွေးတာဖြစ်တဲ့အတွက်6လနဲ့မွေးတဲ့ကလေးကအကူထွန်းရဲ့သားလေးမဖြစ်နိုင်ဘူး။ရွှေဦးလေးကအကူထွန်းနဲ့လည်းမတူဘူး။ပိုးကြပြုခင်ကတယောက်ကြီးနဲ့ရာထားတာကိုနော်ဒါဘယ်လိုပြောရမလဲအကူထွန်းကမုတ်ဆိုးဘူးလေးဖြစ် တော့เนาะအဲ့ဒါအတူတူအတူတူပဲဆိုရင်နေထိုင်မျိုးနဲ့ကောင်းခံခိုင်းတာဆိုပြီးမြင်းမြွေဝေဖန်ကြရီမကြပါဘူးအကိုထုံးကနောက်တယောက်ရအောင်လှုပ်ပြလိုက်တာဖြစ်တယ်အကိုထုံးဟာအင်မတန်မှလေးစားဖို့ကောင်းနေပြစီဝါလေးရှာတတ်သူလို့ဒါအင်ထောင်ကြီးဒုက္ခလေးအင်မတန်မှသားရရဲဒါဘေးကြီးပဲဖြစ်ပါတယ်အရင်မိမနေလဲကျွန်တော်တို့သားသမီး၃ယောက်ဒါမွေးဖွားခဲ့တာဖြစ်တဲ့တော့เนาะတော်တော်လေးကိုဘယ်လိုပြောရမလဲအများရဲ့ဒါစီဝါကြီးလေးတော်တယ်အချီးမလေးတော်တယ်မျိုးလေးအောင်လဲဆိုပြီးတော့ဒါအကိုထုံးကိုအကုန်လုံးကဝိုင်းဝန်းပြီးတော့ချီးကျူးကြတာမျိုးတွေလေးရှိပါတယ်အခုတ ကောက်ဒါဒုတိယသားလေးဒါဘိုးချပြခင်ကမွေးဖွားတဲ့အချိန်ခါမှာလေဘလို့ဖြစ်လဲဆိုတော့ဟိုသားလေးကဒါအကူထွန်းနဲ့မတူဘဲကိုရီးယားမင်းသားတယောက်နဲ့တူနေတာဖြစ်တဲ့အတွက်ဒါအကူထွန်းရဲ့သားလေးမဟုတ်ဘူးဆိုပြီးတော့စနေချက်ပြပြီဘိုးချပြခင်ကမြန်မာတော်တော်လေးကိုစိတ်ညစ်နေရတာဗျတချို့နော်ဘလို့တိတိဆာကြလေးဆိုရင်ဒါဘိုးချပြခင်ကဒီပေါ့လေဒါ ဟိုကိုဝန်ရခါနီးမှာကိုရီးယားကားတွေခဏခဏကြီးလို့အခုလိုမျိုးကိုရီးယားရုံနဲ့တူသွားတာဆိုပြီးတော့စားကြတာပါနော်ဟိုပိုးကြပြုတ်ခင်မွေးတွေကလေးတွေကအကိုထုံးနဲ့တရားမှမတူဘဲအကုန်လုံးကဖြူဆွတ်ဆွတ်လေးတွေတည်ရမလားအတယုတ်တယုတ်လေးတွေလိုပဲအကုန်လုံးကမွေးဖွားကြတဲ့ခါကျတော့မွေးဖွားတဲ့ခါကျတော့နော်တော်တော်လေးကိုပြိတ္တတွေကစနေကြပြီဖြစ်ပါတယ်အကိုထုံးကလည်းအသားမဲတယ်သူရဲ့အရင်မိမကလည်းအသားဖြူတယ်ဗျဒါမဲ့အရင်မိမနဲ့မွေးတွေကလေးတွေကသူနဲ့အကုန်တူပြီးအကုန်လုံးအသားမဲကြပြီဖြစ်ပါတယ်အခုတော့ပိုးကြပြုတ်ခင်ရဲ့အသားလေးတွေကဖြူဖြူဆွတ်ဆွတ်နဲ့တယုတ်နဲ့နော်ကိုရီးယားနဲ့ဒူနီယာဖြစ်တဲ့အတွက် ွက်အခုလိုမျိုးစားနောက်ကြီးခံနေရလို့မှတ်ချက်ပေးနေကြရပြီဖြစ်ပါတယ်နော်